အားလုံးပဲမင်္ဂလာပါဒီနေ့တကယ်တင်မဲ့တင်ခဲ့တာကတော့အခန်း၄လေ့ကျင့်ခန်း၄ဒီသမတ်၁ကနံပါတ်၄ပဲဖြစ်ပါတယ်နံပါတ်၄ကတော့အောက်ပါပုံများတွင်အယောင်ခြေထားသောဧရိယာများကိုစာဝေးရင်းပုံစံဖြင့်ပြပါလို့ပြောရပါတယ်ဧရိယာလို့ပြောပါတယ်နော်ဒါကြောင့်မို့ကျေတို့ကဒီပုံမှာဆိုရင်ဒီပုံအကြီးရဲ့ဧရိယာတွေကခြေတို့ကပုံသေးသေးလေးရဲ့ဧရိယာကိုနှုတ်လိုက်လို့ရှိရင်ခြေတို့အယောင်ခြေထားတဲ့ဧရိယာကိုရမှာပါနော်ဒါကြောင့်မို့ခြေတို့ကနော် ။ရောင်ချေတော့အေးရလို့ကြည့်ရင်တို့ကအဲဒီပုံဝင်ကြီးရဲ့အေးရအေးရဆိုရင်အလျားနဲ့နည်းနည်းမြတ်မယ်နော်။အလျားက 3A ရအနံက 2A ရ။နော်အဲ့နှစ်ခုကိုအဲမြတ်မယ်ပေါ့နော်။အဲ 3G အစုကံသေးလေးရစတူရန်သေးလေးရကြတော့ပါလဲဆိုရင်တို့ကအလျားလဲအာအနံလဲအာရဆိုပြတဲ့ပဲအာစကိုဇီရောနှုတ်ပြရတယ်။အရှိရဂွေးနှွေးရအဲ့ဒါပုံဝင်ကြီးရဲ့ပုံကြီးရဲ့အလျားနဲ့အနံကိုမြှောက်ထားတာပါ။အဲ့ဒီအနေမှာဂျီတို့ပုံသေးလေးရဲ့အလျားနဲ့အနေနဲ့ဖြစ်တယ်။အာနဲ့အာနဲ့ကိုဂျီတို့ကမြောက်ပြရတယ်။အာနဲ့အာနဲ့ကတော့ဂျီတို့ R2 ဆိုတော့တန်းရိပ်လိုက်ပါတယ်။ အရင် 3AR နဲ့ 2AR နဲ့ညတဲ့ကမှာ3နဲ့6၊ဒီနဲ့ A နဲ့ညတဲ့ကမှာ A2 ရတယ်။ R နဲ့ R နဲ့ညတော့ R2 ရပါတယ်။ဟုတ်နော်။အဲ့ဒီမှာအလဲရက 3AR အနံက 2AR အနှစ်ခုကိုညတဲ့အဲ့အကြီးနှစ်ခုတွေကနေရောအသေးလေးနှစ်ခုကိုရဲ့ area ကိုဆိုတော့နှုတ်ပြရဖြစ်ပါတယ်နော်။ဒါဆိုရင် sin A2 R2 ရဲ့ဟိုဟာကိုဒီလိုဘာလို့လဲဆိုရင် R2 ကိုဘုံထုတ်လိုက်မယ်။ R2 ကိုဘုံထုတ်လိုက်တဲ့ကမှာ sin A2 R2 မှာ R2 ကိုဘုံထုတ်ရင် sin A2 ကျန်ပါတယ်။ ဲ့တော့ minus နောက်က r square ကိုဘုံထည့်တဲ့အခါမှာ1ပဲကျင်တယ်ပေါ့နော်ဒါကြောင့်မို့အဲ ca square minus 1 into r square ရပါတယ်ပေါ့နော်ဒါကြောင့်နမခဝေးပါနမခဝေးမှန်တဲ့အတိုင်းပဲရှင်ပုံကြီးရဲ့ area စံပုံကြီးရဲ့ area ဖြစ်တဲ့ 4ab နဲ့ 4ab နဲ့ကိုမျှော်လို့ရှိရင်ဒါ area ရမယ်အလျားနဲ့နည်းနည်းမျှော်မှာပေါ့နော်နောက်ပြီးတော့အထဲတဲ့ကဒီတောင်းမှန်စုကံပုံစံလေးပေါ့နော်သူကအလျားက 3ab အနံက 2b အနံကိုလည်းကျွန်တော်မျှောက်ပေးရပါမယ်ဟုတ်ပြီနော်ဒါကရှိရတာကကျတော့ဒီစုရန်အကြီးရဲ့ ဒေရီယာအလျားနဲ့နည်းနည်းပြထားတာပါဒီနောက်ကဆိုတော့အတွင်းထဲကဒေါင်းမန်စတုကန်နော်ဒေါင်းမန်စတုကန်ပုံစံလေးရဲ့ area ကိုဆိုတော့နှုတ်ပေးရပါတယ်နော်မြောက်ပြီးတော့နှုတ် area ရှာပြီးတော့နှုတ်ပေးရပါတယ်ဒါဆိုရင်ကျတော့၄၄၄၆ရှေ့ကခွန်းနှုတ်ပြောတဲ့ကောင်ပါ၄၄၄၆ a square b square ရပြီးတော့နောက်ကခွန်းရကြတော့၃၄၆ a ကလုံးနဲ့ပါ b ကတော့နှလုံးပါ a b square ပေါ့နော်ဒါဆိုရင်16 a square b square 6 ab square ရရပါတော့နော်အဲ့ဒီမှာကျတော့နော်ဘာကိုထုတ်လဲဆိုရင် အဲ b square တူတော့ b square ကိုပုံထုတ်မယ်နော်အနောက်က a တလုံးကိုလည်းပုံထုတ်လို့ရတယ်ပြီးတော့ဘာပုံထုတ်လဲနှစ်ကိုလည်းပုံထုတ်လို့ရမယ်ဒါတင်ကြီးကဘာပုံထုတ်လဲဆိုရင် 2ab square ကိုပုံထုတ်မယ် sitting a square b square တွေက 2ab square ကိုပုံထုတ်မယ်16က26ကိုစာဝင်းခွဲတဲ့ကမှာ26နှစ်ကိုပုံထုတ်ရင်8ကျန်မယ် a နှစ်ထပ်တွေက a တစ်ထပ်ကိုပုံထုတ်လို့တော့ a တစ်ထပ်ကျန်မယ် b square ကိုပုံထုတ်တော့ b square ကမကျန်တော့ဘူးနောက်ကခွင်းမှာလည်းအတိုင်းပဲ6ကတော့6ရဲ့စာဝင်းခွဲက2 3 6ဆိုတော့ကျတော့နှစ်ကိုပုံထုတ်ရင်3ကျန်တယ် ။ဟိုကအင်းလုံးလေဘုံလို့ရတယ်။ဘီစကွဲကိုလည်းဘုံလို့ရဖြစ်တယ်ဗျ။ဒီလိုကဘာမှမကျန်တော့ဘူး။ဒီပဲကျန်တယ်ဗျာနော်။ဒီဘီစကွဲကိုရှိပါဘုံလိုက်ပါပြီ။ဒါကြောင့်ဘုံအဖြေက 2ab2 8a - v ရပါတယ်။နောက်တစ်ခုကတော့နံပါတ်ကားငယ်ပါ။နံပါတ်ကားငယ်မှာလည်းအတိုင်းပဲ။ဒေါမန်စုကန်ကြီးတဲကနေပြီးတော့ဒီ3ရံဘုံကြီးကိုနှုတ်လိုက်ကြမယ်ပါ။ဒါရင်အောက်မှာစုကံရဲ့အေးရက58နဲ့2နဲ့မြောက်တာပေါ့နော်2နဲ့5နဲ့မြောက်မယ်အလျားနဲ့လည်းမြောက်မယ်အောက်ကတော့ဟိုလည်း3ကံရဲ့အေးရက်လို့ရှိရင် အခြေအမြောက်အမြင့်ဖြစ်တဲ့ကြက်အခြေက x အမြင့်က y အချင်းပြောင်းပြီးပြီးတော့နှစ်နဲ့စားပြရတယ်ပေါ့နော်ဒါကြောင့်မို့အဲ2နဲ့5နဲ့ညက်တဲ့ခါမှာထည့်ရတယ်နော်ဒီမှာကဟိုကလည်းနှစ်နဲ့စားရဲဆိုတာကကျတော့ပါဘူးပြည့်ရပုံမှာ1ပဲ1နှစ်နဲ့စားရဲဆိုတော့1မှ2နဲ့ညက်တယ်ဒီလိုပဲပေါ့နော်အဲ့ဒါကြီးကျတော့အပေါ်မှာ1ရှိတယ်ပိုင်းဝင်မှာ1ရှိတယ်ပိုင်းကြီးမှာ2ရှိမယ် x y ကတော့ဒီတိုင်းပြင်ရတယ်နော်ဒါကြောင့်အဲ့ဒီမှာကျတော့ကုန်ထုတ်လို့ရမယ်နော် x ကိုပုံရတဲ့အခါမှာ tan ကျင်မယ်1/2 x ဆိုရင်မှာ x ကိုပုံရရင်1/2 y ကျင်ပါတယ် ကားငယ်ပြီးတော့ကာကြီးပါကာကြီးရတဲ့ကသူကနှုတ်ကမှမဟုတ်အရောင်ချင်တာကနှစ်ခုပြည့်တဲ့တည်းကိုနှစ်ခုလုံးပေါင်းအောင်ထောက်မှစုပြန်လေးနဲ့ထောက်မှစုပြန်ရဲ့အေရိယာလေးနဲ့တိကျရဲ့အေရိယာလေးကိုစလို့ပေါင်းပြရပါမယ်ထောက်မှစုပြန်ရဲ့အေရိယာကတော့ 9h နဲ့ h နဲ့မြောက်လေရပြီဒါပေမဲ့အဲ့ဒီမှာကဒီတိကျရဲ့အေရိယာမှာအခြေအမြောက်မြင့်မြင့်ကတော့ y အခြေကားတော့သူကလေဒီထောက်မှစုပြန်နဲ့တန်းတန်းနေရာလေးမှာလေ h လုံးရှိတယ်ဒါကြောင့်မို့ကျတော့အပြည့်ထောက်မှစုပြန်ပုံလေးရဲ့ဘေးမှာ h လုံးပုံမှာ h လုံးအောက်မှာ h လုံးဆိုတော့ h က3လုံးပေါ့နော် အခြေကားကြတော့အဲ့သလုံးပြီးပြီးတော့အမိကားကြတော့ y ဖြစ်ပါတယ်ပြီးတော့အနှစ်နဲ့စားပြရမယ်ပေါ့နော်ဒါဆိုရင်အခြေကားကြတော့38ပေါ့နော်ဘာလို့လဲဆိုအဲ့သုံးလုံးနေနော်ဒီဓာတ်မစုကန်လေးရဲ့နေရာလေးက h ဓာတ်မစုကန်လေးအပေါ်မှာလည်း h ရှိရဲ့ဓာတ်မစုကန်လေးပုံစံလေးအောက်မှာလည်း h ရှိရဲ့ဒါကြောင့်မို့ h 38ပါနော်သူရဲ့ခြေက38ပါဒါဆိုရင်9 8နဲ့ h နဲ့မျှတဲ့အခါမှာ9 square ရပြီးတော့ g h နဲ့ y နဲ့မျှဦး h y ကတော့ h y ပဲထားလိုက်မယ်။3ရကျတော့ပိုင်းဝင်မှရှိဘူး။အစားနှစ်ဆိုတော့ကပိုင်းချိန်မှာနှစ်နဲ့စားတာပဲနော်။ အဲ့ဒီမှာကျွန်တော်ဘာလို့ဘုံလို့ရလဲဆိုလို့ရှိရင်နော်38ကိုဘုံလို့မယ်38ကိုဘုံရဲ့အခါမှာ9ကို9ကကျတော့3 3ညီ9 3ကဘုံလို့ရင်3လုံးကျန်မယ်အဲ့နှလုံးမှာအဲ့တလုံးဘုံတော့အဲ့တလုံးကျန်မယ်နောက်က 3/2xy မှာကျတော့ကျွန်တော်ပိုင်းဝေက3ကိုဘုံထုတာဖြစ်တယ်လေကျွန်တော်ဘာကျန်တော့ပိုင်းဝေမှာ1မှာကျန်တယ်ပိုင်းခြေက2ပေါ့နော်1/2အဲ့ဒီမှာ xy မှာ8ကိုဘုံထုတဲ့ကျန်1ကျန်ပါတယ်ဒါကြောင့်မို့ 3x into 3x 1/2y ရပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့နံပါတ်5ပါ မင်္ဂမာကျတော့ကျတော့ဒေါမစုကန်ရဲ့အရိယာကိုလို့ချင်းနော်ပုံချထားတဲ့အရိယာကိုလို့ချင်းစတို့ပေါင်းလဲမပေါင်းအောင်နှုတ်လို့တော့ဘာလို့ကမလဲဆိုတော့သူအဲ့ဒါလေးကဟိုပါဘောနော်အဲအနေကအဲဘာလဲထရာဗီစီယံပေါ့နော်ထရာဗီစီယံသူလို့ရှိရင်အခြေနှစ်ခုပေါင်းလက်အခြေနှစ်ခုပေါင်းမယ်ဆိုတော့အခြေကအပေါ်က A ရဲ့အောက်က 4A ဒီခဲချထားတဲ့ပုံလေးမှာဆိုရင်အပေါ်က A အောက်မှာ 4A အနှစ်ခုကိုပေါင်းရမယ်ပေါင်းလို့ရှိရင်အမြင့်မြင့်ပြည့်တဲ့တူးပြီနဲ့မြောက်မယ်မြောက်ပြီးရင်ဗလားနှစ်နဲ့စားလိုက်မယ်အဲ့ဒါဆိုရင်ကျတို့ကပါတော့ ထရာပီစီယန်အေရီယာရှာတဲ့ပုံစံလေးရပါတယ်။ဒါဆိုတော့တခဲကြလာတဲ့ပုံကြီးကထရာပီစီယန်ပုံလေးဖြစ်နေတဲ့အတွက်နော်ထရာပီစီယန်အေရီယာရှာတဲ့ပုံစံလေးကိုခါးတန်းပြီးတော့နော်ရေးလိုက်ပါမယ်။ထရာပီစီယန်အေရီယာရှာတဲ့ပုံစံလေးကအခြေနှစ်ခုကိုပေါင်းမယ်။အမြင့်နဲ့မြောက်မယ်။ပြန်နှစ်နဲ့ပြန်စားပြီးတော့အခြေနှစ်ခုဆိုတာကနော်ပေါ်က A ရာက 4A အဲ့နေရာလေးကကျလို့အခြေလေးကအခြေနှစ်ခုကိုပေါင်းမယ်။ပြီးကြအောင်အမှ 2B ကကျတော့အမြင့်မြင့်ပါအမြင့်မြင့်နဲ့မြောက်မယ်။မြောက်ပြီးနှစ်နဲ့ပြန်စားရပါတော့။ဒါပြင် 4A နဲ့ A နဲ့ပေါင်းတဲ့အခါမှာကျတော့ ဟောဝမ်မိုင်ဟိုစာနေဆိုတာဝမ်မိုင်ဒီနေ့ညတ်တာလေဒီလိုဆိုရိုင်းမပြေနိုင်နဲ့ကိုယ့်ရဲ့ plan A into 2B ပေါ့နော်အဲ့ဒီမားဒီလိုအဲ့မှာကိုယ်အရှိဆုံးကနော်ပိုင်းကြီးနှစ်နဲ့နောက်က 2B က2နဲ့ဒီလိုကြည်သွားပါမယ်ကြည်သွားတဲ့အခါမှာကျေတော့ဘယ်လိုရလဲဆိုရင် 4A နဲ့နော် 4A နဲ့ A နဲ့တို့အဲမြောက် A 4A နဲ့ 1A နဲ့ပေါင်းတဲ့အခါမှာ 5A ရတယ်သူကကျတော့ညောက်တာမဟုတ်တော့နှစ်သက်တင်လို့မရဘူးနော်အဲ့တော့ 4A square လို့လို့မရပါဘူး 4A နဲ့နောက် 1A နဲ့ပြတဲ့အခါမှာ 5A ရတယ်နော် နောက်က B ကကျတော့နောက်မှာ B လုံးနဲ့ B ကျန်တဲ့အတွက် B ရေးမယ် 5AB ပါဒါဆိုရင်နံပါတ်9ရဲ့အဖြေက 5AB ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်လေ့ကျင့်ငယ်နော်၄၄သမားတစ်ကနံပါတ်၄၄တော့ပြီးပါပြီသုံးကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်